မိမတွေကခင်မိုးကိုအမြဲတမ်းကဲ့ရက်ကပြောလို့ရှိတယ်။နေအခုချိန်ထိငါတည်းဘာလို့ပြေးလဲ။ငါနေအိမ်ကိုထိမ့်ပြေးတယ်။နေကလေးတွေကိုထိမ့်ပြေးတယ်။နေမိဘတွေကိုဆောက်ရှောက်ပြေးတယ်။ဒီလိုပြောလို့ရှိကြတယ်။အင်းတော်တဲ့မျိုးသမီးတွေကိုအိမ်ပြန်ထွက်ပြီးသူများလုံလုံချင်းသူများကြုံခံပြီးဟုတ်ကဲ့စကားတစ်ခုနဲ့သင်တနေ့တာကြော့ပြတ်ချင်းကိုကိုကိုအမြဲတမ်းကဲ့ရက်ပြီးပြောကအမြဲဆဲဆူအောင်ငေါက်လို့ရှိတယ်။မျိုးသိက်ကတော့နောက်ရက်တစ်ပါအိန္ဒိယကိုပြန်သွားကြတယ်။ စိတ်အသည့်ဖြစ်နေအလုံးလို့ရတာကမလွယ်ပါဘူးလို့ပြောချင်ပါတယ်။စကားပြောရတာလွယ်ပါတယ်။မိန်းကလေးတွေအိမ်မာနေလို့ရတယ်။အိမ်နှုတ်ကပဲမလုပ်ချင်ရင်အိမ်ပေါ်ငှားလို့ရတယ်။ဒါပေမဲ့ခင်မိုးကတော့မိုးစောင်းနေမရွေးအလုံးလို့ကမိမိရဲ့တာဝန်တွေကို ဖြည့်ဆည်းရတယ်။တကယ်လို့မလုပ်ဘူးဆိုရင်လည်းအိမ်မာလွယ်တဲ့ကော်ဖီစီးကလေးတွေရဲ့ကျောင်းစိတ်အိမ်တိမ်မာလွယ်တဲ့အရာတွေကိုဘဒုကဖြည့်ဆည်းပါလေ။ဒါကြောင့်အိမ်တွင်းနေသောအိမ်တော်စင်မျိုးသမီးတွေကိုမိမိခင်မိုးအား အလုံးမှမကူနိုင်ရင်သူပြန်ရောက်တဲ့အချိန်မှာ ချိုသားတဲ့အပြောနဲ့ဖြစ်ပြီးအပြင်းစကားမြဲပြောပြဖို့တည်းအကြံပေးချင်ပါတယ်